copywriting ရတဲ့နေရာမှာထိရောက်ပြီးတော့အသုံးဝင်တဲ့နောက်ထပ်နည်းလမ်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ BAB method လို့ခေါ်ပါတယ်ဒီနည်းလမ်းလေးကအရန်ကိုတပည့်ကူပြီးတော့ရိုးရှင်းပါတယ် copywriting ရတဲ့နေရာမှာလည်းအရန်ကိုအသုံးဝင်တဲ့အပြင်မှာ blog post ပုံစံမျိုးတွေတခြား knowledge sharing post တွေကိုလည်းကျွန်တော်လည်းတွက်ဖက်ပြီးရေးလို့ရစီမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် BAB method လေးကိုကြည့်လိုက်ရအောင် okay ဒါဆိုလို့ရှိရင် BAB method လေးကိုကျွန်တော်ဒီ whiteboard ပုံစံလေးနဲ့မျှော်ပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ပထမဆုံး B ကိုစပြောပါမယ် B ကတော့ before ဖြစ်ပါတယ် D4 ဆိုတာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကိုယ့်ရဲ့ target customer တွေပေါ့နော်ကိုယ် target ထားတဲ့ customer တွေကကျွန်တော်တို့နဲ့မတွေ့ခင်အချိန်ကိုဒါဆိုလိုတာဖြစ်ပါတယ်။အဲတော့ဒါလေးကိုကျွန်တော်ဒီမှာတစ်ဖြတ်အရင်ရှင်းပြပါမယ်။ပြီးလို့ရှိရင်နောက်ထပ် A ပေါ့နော် A ကိုကျွန်တော်ထပ်ပြီးတော့ယူလိုက်ပါမယ်။နောက်ထပ် A ကတော့ကျွန်တော် Afra ဖြစ်ပါတယ်။အဲတော့ဒီ Afra A လေးကတော့ကျွန်တော်တို့ဒီ target ထားတဲ့ customer တွေကကျွန်တော်တို့နဲ့တွေ့ပြီးတော့ပြောင်းလဲသွားမယ့်အချိန်ကိုဒါပြောချင်တာဖြစ်ပါတယ်။နောက်ဆုံးဒီကူကိုပြောပါမယ်။ โอเคဒီနောက်ဆုံးပီလေးကတော့ကျွန်တော် bridge လို့ခေါ်တာပေါ့เนาะဒါပေါင်းကူးတယ်ပေါ့အဲ့တော့ကျွန်တော်ဒါကိုပြန်ပြီးတော့အစပြန်ကောင်းမယ်ဆိုလို့ရှင်ပထမဆုံး B ကတော့ကို target ထားတဲ့ customer တွေကကျွန်တော်တို့နဲ့မတွေ့ခင်အချိန်နောက်ထပ် A ကတော့ after ဖြစ်ပါတယ် after ကတော့ကို target ထားတဲ့ကိုယ့်ရဲ့ customer တွေကကိုနဲ့တွေ့ပြီးတဲ့အချိန်မှာ ပြောင်းလဲသွားမယ်အဲ့တော့နောက်ထပ် B ကတော့ bridge ပေါ့နော် bridge ဆိုတာပေါင်းကုန်မယ်ဘယ်လိုပေါင်းကုန်လဲဆိုရင်ကျွန်တော်တို့ရဲ့ product တွေ service တွေနဲ့ဒါပေါင်းကုန်မယ်ဒါလေးကိုကျွန်တော်တို့က content ပုံစံမျိုးတွေရေးရမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးဒါလေးကိုရှင်းသွားကျွန်တော်ရေးပြမယ်ဆိုလို့ရှင် before ပေါ့နော် before ဆိုလို့ရှိရင်ကျွန်တော်ဘလို့ကိုယ့်ရဲ့ target customer တွေကကိုယ်နဲ့မတွေ့ခင်အချိန်ကိုရေးမလဲဆိုလို့ရှိရင်အဲဥပမာဆိုကြပါစို့ကျွန်တော်ဒီဒီ Facebook marketing online class တွေတင်နေပေါ့နော်ဒီ online ကနေတင်နေအဲဒီသင်တန်းလေးကိုကျွန်တော်အကြောညာမယ်ပေါ့နော်ပထမဆုံးအနေနဲ့အဲ့တော့ကိုယ့်ရဲ့ target customer တွေကဘယ်သူတွေဖြစ်မလဲဆိုရင်ဒါကျွန်တော်ရဲ့ဒီ target customer တွေကတော့ဒီ business owner တွေဖြစ်မယ်အဲနောက်တစ်ခုအနေနဲ့ online shop လုပ်တဲ့သူတွေဖြစ်မယ်ပေါ့နော်ဒါကျွန်တော်ရဲ့ target customer တွေဖြစ်မယ်အဲဒါလေးကိုကျွန်တော်က before နဲ့ရေးမယ်ဆိုလို့ရှိရင်ဥပမာပေါ့နော် အဲဘူးဆိုပြီးတော့ရောင်းအားမတက်တဲ့ page owner လေးအဲဒါဆိုလို့ရှင်ဟိုကျွန်တော်ရဲ့ဒီပထမဆုံးအနေနဲ့ before ကိုဒါကျွန်တော်စခေါ်လိုက်တာဗောနော်အဲနောက်တစ်ခုအနေနဲ့ after ဗောနော် after နဲ့ဆိုရင်ကျွန်တော်ဘယ်လိုစဉ်းစားမလဲဆိုရင်အဲရောင်းအားမတက်တဲ့ customer ဖြစ်တဲ့အတွက်ရောင်းအားနှစ်ဆတက်ချင်ရင်တော့အဲဒါဆိုရင် after ဖြစ်တယ် နောက်တစ်ခုပေါင်းကူးမယ်ပေါ့ပေါင်းကူးမယ်ဆိုရင် bridge ဘယ်လိုပေါင်းကူးမလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီ product တွေ service တွေနဲ့ပေါင်းကူးမယ်အဲအဲကျွန်တော်ရဲ့ဒီ service ကတော့ဒီ Facebook marketing online class တွေကိုဒါကြော်ညာနေတာပေါ့เนาะဒါဆိုလို့ရှိရင်အဲ digital net ရဲ့အဲ Facebook marketing online class တွေကိုအခုပဲတက်လိုက်ပါအဲဒါဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ product နဲ့ service တွေပါပါပြီပေါ့เนาะအဲ့တော့ဒါလေးကိုပြန်ပြီးချောင်းအောင်လုပ်မယ်ဆိုရင် before ya push ထိုးပြီးတော့ရောင်းအားမတက်တဲ့ page owner တွေအနေနဲ့ဟဲ့လား after ကိုပြောမယ်ဆိုရင်ရောင်းအားနဲ့စတက်ချင်ရင်တော့အဲ bridge နဲ့ပေါင်းဖို့မယ်ဆိုတော့အဲ digital net မှာဖွင့်နေထားတဲ့ဒီ Facebook marketing online class ကိုအဲအခုပဲတက်ရောက်လိုက်ပါအဲဒါဆိုလို့ရှိရင်တော့ BAB နဲ့ပြောထားတဲ့စကားလုံးလေးဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီ BAB ကဘယ်လိုအသုံးချလို့ရမလဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့အဲကျွန်တော်ဒီဟာလေးကိုစပြီးတော့ before မှာကျွန်တော်နဲ့မတွေ့ခင် target customer တွေကိုယ်နဲ့မတွေ့ရင်အချိန်မှာအဲသူတို့တွေပူဆိုးတာရောင်းရမတက်ဘူးရောင်းရတွေကြာနေတယ် ီလိုဘူးစေထိုးပြီးတော့ရောင်းအမတက်တာကတော့ကျွန်တော်ဒီဒေါ်လာတွေဒါကုန်သွားတယ်အဲအဆင်မပြေဘူးပေါ့နော်အဲဒီတော့တို့ကာစတမာတွေကရောင်းရချင်တယ်အဲဒါလေးကိုကျွန်တော်တို့ကအကျေချက်ပြီးတော့ရေးရမှာပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့မှာဆိုလို့ရှိရင်တော့ဒီဟလာ Facebook Marketing Online ဟိုပါပေါ့နော်ဒီကျောင်းဝန်းစားတက်ဖို့အတွက်ကိုကျွန်တော်တို့ဒီဆက်ဟောပါတော့တင်နေပတ်တက်ခင်ပါလေဒါကျွန်တော်တို့ဆွေးနွေးပေးတယ်တင်နေတက်ပြီးတဲ့အချိန်မှာလေအဲဒီလိုဖြစ်မဲ့ပြဿနာလေးတွေကိုကျွန်တော်တို့ကဘယ်လိုဘယ်လိုဒါ demographic တွေ gender တွေ location တွေ target audience တွေဘယ်လိုရွေးရမလဲဆိုတာလည်းသင်ပေးတယ်နောက်တစ်ခုအနေနဲ့ page မှာလည်းဘယ်လိုမျိုးကျွန်တော်တို့တွေ setting တွေကိုအသေးစိတ်ချမလဲနောက်ဆုံးကျွန်တော်ရဲ့သင်တန်းမှာဆိုလို့ရှိရင်ဒီ AI နဲ့ဒီ target audience တွေကိုဘယ်လိုရွေးထုတ်မလဲဆိုတဲ့အကြံပြုချက်တွေကိုပါဒါကျွန်တော်ကသင်ပေးတယ်ပေါ့နော်အဲဒီလိုမျိုးတွေကျွန်တော်တို့အကျယ်ချက်ပြီးတော့ရေးပြီးတော့အဲဒီလိုတက်ဆင်ခြင်းဒါရေးလို့ရပါတယ်နော်ဒါတော့ content အရှိရေးခြင်းတဲ့သူတွေကိုပြောတာဖြစ်ပါတယ်အဲ့တော့ပထမဆုံး survey ဒီကျွန်တော်တို့ဒီကျွန်တော် target customer နဲ့မတွေ့ခင်မှာဒါလုံးဝ သူကအဆင်မပြေဘူးဟိုကအခက်အခဲတွေရှိတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ရေးမယ်ဆိုလို့ရှိရင်ဥမာပေါ့ဒီလိုမျိုးလေးကျွန်တော်ဆက်ပြီးတော့ရေးမယ်ဆိုလို့ရှိရင်ဒီ before တွေကျွန်တော်တို့ဘာတွေရေးရမလဲဆိုလို့ရှိရင်ဟဲ့လား customer တွေရောင်းအားကြတာတွေဖြစ်မယ်ရောင်းအားကြတာတွေဖြစ်မယ်အဲပြီးလို့ရှင်အဲတက်တာမှုဟိုပါဘောနော်စိတ်ညစ်မယ်ပေါ့နော်စိတ်ညစ်မယ်စိတ်ညစ်တာကြီးထဲလို့ရတယ်ပြီးလို့ရှင်ကျွန်တော်မထီရောက်ဘူးပေါ့နော်မထီရောက်ဘူး အဲမထိရဘူးစသဖြင့်ပေါ့ကျွန်တော်ဒီလိုမျိုးတွေဒီ before မှာတော့ customer အဆင်မပြေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကဒါရေးလို့ရတာပေါ့နော်ဒါဆိုလို့ရှင်ကျွန်တော်ဒီ before လေးနဲ့ပတ်သက်ပြီးတော့ဟိုတဘောပေါက်သွားမယ်လို့ထင်ပါတယ်နော်အဲဥမာ after နဲ့ပတ်သက်လို့ရှင်အဲအဲ့တော့ after မှာဆိုလို့ရှင်ဒါသူ့ရဲ့ပြောင်းမယ်ဖြစ်တဲ့အတွက်ရောင်းအားရောင်းအားတက်မယ် နောင်ရတတ်မယ်ဘလို့တတ်မလဲဆိုဥမာနှစ်ဆကိုပါလို့စသဖြင့်ထိရောက်တဲ့စကားလုံးတွေတုံးချင်နေရတယ်အဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာအဲကျွန်တော်တွေတက်တာမယ်ပေါ့နော်တက်တာမယ်နောက်ပိုင်းမှာကိုကိုတိုင် boost လုပ်တဲ့အတွက်ဟလာဟိုတခြားတွေလည်း service asset အောင်လို့တော့အဲ့ဒါတွေလည်းတက်တာပါမယ်ပြီးလို့ရှိရင်ကျွန်တော်ရောင်းအားရမှာဖြစ်တဲ့အတွက်အစင်ပြေရောင်းတွေပေါ့နော် ကြံပြင်းပြောရရင်တော့ကျွန်တော်တို့ဒီအဆင်ပြေသွားပြီဒီတင်တန်းလေးကိုတက်ပြီးသွားရင်တော့ဒီ Facebook မှာအကုန်လုံးတက်သွားပြီဖြစ်တဲ့အတွက် service လည်းဒါ SEO မလို့တော့ကျွန်တော်အဆင်ပြေသွားပြီပေါ့အဲဒီလိုမျိုးကျွန်တော်တို့ positive ဖြစ်တဲ့အရာတွေကိုဒါရေးပေးရမှာပေါ့နော်ဒီ bridge ကတော့ကျွန်တော်တို့ဒီပေါင်းကူးပေးမှဖြစ်တဲ့အတွက်ဒီ product ပေါ့နော်ဒီကိုရဲ့ product တွေဟာလား product တွေဒါမှမဟုတ် service လုပ်ရဆိုရင်လည်း service တွေကိုကျွန်တော်ကြော်ညာလို့ရတယ်ဘယ်လိုကြော်ညာမလဲဆိုလို့ရှင်ဒီ product တွေ service တွေနဲ့ပတ်သက်တဲ့အပစ္စည်း feature တွေပေါ့နော်ဒါ feature တွေအကြောင်းပြောလို့ရတယ်ဒါ feature တွေအကြောင်းပြောလို့ရတယ်ပြီးရင် detail ပြောလို့ရတယ်ကျွန်တော်တို့ဘာတွေရောင်းမယ်ဘယ်လို service တွေပေးရဲစသဖြင့်ကျွန်တော်တို့ဟိုဖြစ်တယ်ပြီးလို့ရှင်ကျွန်တော်တို့ဒီအချိန်တို့တွင်ကျွန်တော်တို့ဟုတ်လားအချိန်တို့တွင်မှာကြာချိန်တွေကျွန်တော်တို့ပြောလို့ရတယ်အဲကြာချိန်တွေပြောလို့ရတယ်ဒါတွေကိုအကုန်လုံးက ဟိုတက်တာသွားမယ်ပေါ့နော်ဒီကျွန်တော်တို့ရဲ့ဒီ product တွေ service တွေကိုသုံးမယ်ဆိုလို့ရှင်ဟလာကျွန်တော်ဒီကျွန်တော်ရဲ့ product တွေ service တွေကဘာတွေပေါ့နော်ဥပမာဆိုလို့ရှင်ဒီကျွန်တော်ဆိုရင်တင်တဲ့ခွင့်တယ်ဆိုရင်ကျွန်တော်တင်တဲ့အကြောင်း AI နဲ့လည်းတင်ပေးတယ် Facebook ကို AI နဲ့တင်ပေးတယ်ပြီးလို့ရှင်အဲကွန်ပျူတာထဲမှာမဟုတ်ဘူးဖုန်းတစ်လုံးရှိအောင်လည်းအသုံးပြုလို့ရတဲ့နည်းလမ်းတွေကိုလည်းကျွန်တော်ဖုန်းနဲ့မျှဝေတယ်အဲဒါဆိုရင်ကျွန်တော် detail ပြောတာပေါ့နော်အဲကြာချင်းဆိုလို့ကတော့ကျွန်တော်ဒီတင်တဲ့နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်အဲကျွန်တော်တင်တဲ့ကတော့ group မှာဒီလိုကြိုတင်ထားတဲ့ video ကိုကြည့်တာဖြစ်တဲ့အတွက်ဟလာ ကိုယ့်ရဲ့အချိန်တည်တံ့ပေးစရာမလိုဘူးဟလာဟိုဇုံးတက်မဲ့အချိန်လေးအပြင်မှာသွားတက်ရမဲ့အချိန်လေးပေးစရာမလိုဘူးကိုအားတဲ့အချိန်မှာဗီဒီယိုလေးကိုဖွင့်ပြီးလေ့လာရုံပဲအဲနောက်တစ်ခုအရင်နဲ့ပြောပါဆိုလို့ရှိရင်တော့အဲဒီအတွက်လည်းကျွန်တော်တို့ကဟိုစမေးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က group တစ်ခုထားပေးတာလေပေါ့နော်စသဖြင့်ဒါကတော့ကျွန်တော်ရဲ့အကြောင်းကိုပြောတာပေါ့နော်အဲ့တော့ဒီလိုမျိုးတွေပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ customer ကနေပြီးတော့အဲကျွန်တော်တို့အကြောင်းကိုဒါကောင်းကောင်းသိပါပြီပေါ့နော်သိပါရဲ့ဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ service ကိုဒါဝယ်သုံးဖို့သူက လားတင်တတ်ဖို့ဒါဖြစ်လာမှာပေါ့အဲဒါလေးတွေကျွန်တော်တို့ပြောပြလို့ရတယ်အဲ့တော့ဒီຢာလေးကိုပြန်အနှစ်ချုပ်ပြောမယ်ဆိုရင် before ဆိုတာကတော့ကို target ထားတဲ့ customer တွေကကိုနဲ့မတွေ့ခင်အဆင်မပြေတာတွေကိုကျွန်တော်တို့ကအရင်ဆုံးစပြီးတော့ရေးရမယ်အဲ pain တို့ဘာလို့ပေါ့နော်ဒီလိုမျိုး pain တွေအဲ neon one တွေဒါမျိုးကိုကျွန်တော်တို့ရေးလို့ရတယ်နောက်ထပ်တစ်ခုအနေနဲ့ after ဆိုတာ after ကတော့ကျွန်တော်တို့ ဒီ target ထားတဲ့ customer တွေကအဲကိုတို့ကိုတွေနဲ့တွေ့ပြီးတဲ့အချိန်မှာဘယ်လိုရောင်းရတွေတတ်သွားမလဲဘယ်လိုတတ်တာမလဲဘယ်လိုအဆင်ပြေသွားမလဲဒါလေးကိုကျွန်တော်တို့ရေးလို့ရတယ်အဲ bridge ဆိုတာကတော့ကျွန်တော်တို့ဒီ product ကျွန်တော်တို့ပေးတဲ့ product တွေ service တွေနဲ့ပေါင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ product ရဲ့ feature အကြောင်းလေးတွေဟလာနောက်ထပ်တစ်ခုအနေနဲ့ detail ပေါ့နော်ဘယ်လို detail ကြာကြာရေးလို့ရတယ်ကြာချိန်တွေအဲပြီးလို့ရှိရင်တို့တက်ဘယ်လိုနောက်ထပ်အဲဝန်ဆောင်မှုတွေရှိတယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့ရေးလို့ရတာပေါ့နော်အဲဒါကတော့ကျွန်တော်ရဲ့ဒီ ဟိုတန်တန်းတစ်ခုနဲ့ပတ်သက်ပြီးတော့ပြောပြတာပေါ့နော်အဲဒီလိုရေးလို့ရတယ်အဲ့တော့ထားပါတော့အဲ့တော့နောက်တစ်ခုအနေနဲ့ cosmetic နဲ့ဆိုလို့ရှိရင်ရောအဲကျွန်တော် before လေးနဲ့ရေးကြည့်မယ်ဒီကိုမမမောင်မမနေနေကလည်းကျွန်တော်ဒီ video လေးကိုကြည့်ပြီးရင်ကိုစာခလေးတို့မှာဒီ before after break ဆိုပြီးတော့ခြာရေးကြည့်ပါခြာရေးခြာရေးကြည့်ပြီးတော့ကိုပါရောင်းနေလေဒီရောင်းတဲ့ product လေးနဲ့ ကိုကိုတဲ့ကာဆယ်မနဲ့မတွေ့ခင်မှာသူဘာတွေစိတ်နေနေလဲအဲဒါမျိုးတွေကျွန်တော်တို့စမ်းသပ်ပြီးရေးမယ်ဆိုရင်တော့ဒီကိုနဲ့ level ပေါ့နော်ဟိုလုံးဝ level တက်လာမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီနောက်တစ်ခုအနေနဲ့ကျွန်တော် cosmetic ရောင်းတာကိုဒါဥပမာပြောမယ်ဆိုရင်အဲဆိုကြပါဦးဥပမာပေါ့နော်မျက်နှာမှာအမဲဆက်ပျောက်ချင်တဲ့အဲပြိုမေတို့အတွက်ပေါ့နော်ဒါဆိုရင်အဲမျက်နှာမှာမဲဆက်ပျောက်ချင်တဲ့ပြုံးငွေတွေကိုကျွန်တော်ကဒီ before လေးနဲ့သုံးပြီးတော့စခေါ်လိုက်ပြီးအဲနောက်ထပ်ဒုဟလာ after ကိုရေးမယ်ဆိုရင်ဟလာ အဲအချိန်တို့အတွင်းတိတိတသာဒီ watch and amazing တွေပျောက်ချင်အဲဒါဆိုရင်ကျွန်တော် အများကြီးထည့်လိုက်တာပေါ့နော်အချိန်တို့လည်းပါတယ်တိတိတတ်တာလည်းပါတယ်တတ်တာပါမယ်အချိန်ကုန်တတ်တာမယ်အဆင်ပြေပါမယ်တိတိတတ်တာဟလာ watch and method တွေပျောက်ချင်းဆိုတာဒါ success ဖြစ်သွားပြီ after နဲ့ခေါ်လိုက်ပြီအဲ့တော့ bridge နဲ့ကျွန်တော်ပြန်ကူးမယ်ကျွန်တော်ရဲ့ product ဆိုတော့ပျောက်ချင်းရင်အဲကျွန်တော်ကဒီမှာအဲ armor ခံတဲ့ရောင်းရောင်းပေးတယ်ကျွန်တော်ရဲ့အဲဒီ watch and ပျောက်ချင်း product တွေကိုတုံးလိုက်ပါပေါ့နော်အဲစသဖြင့်ဒါကတော့ကျွန်တော်အကြံလေးပြောပြတာပေါ့ဒါလေးကိုကျွန်တော်တို့ကခုန ကျွန်တော်ရှေ့မှာပြောခဲ့တယ်ဒါ method တွေနဲ့လည်းတွဲရေးလို့လည်းရတာပေါ့နော်အဲ့တော့ဒီမှာတော့ပြောချင်တာကတော့အဲကျွန်တော် before မှာဆိုရင်ဒါလေးကိုကျွန်တော်ပြန်ချောပြောပြောပြမယ်ဆိုရင်အဲမျက်နာမှာ watch and amazon ပျောက်ချင်တဲ့ပြုံမေတို့အတွက်ဟဲ့လား အာဖရာနဲ့တိတိတတအချင်းတို့တွင်အဲဝက်ချံအမဲဆက်ပျောက်ချင်နေဆိုရင်အာမခံနဲ့ရောင်းပေးတယ်ကျွန်တော်တို့ရဲ့ဒီဝက်ချံပြောင်းစေး product လေးကိုဝယ်ယူသုံးဆွဲလိုက်ပါပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲစသဖြင့်ကျွန်တော်တို့ဒီမှာဟိုပါပေါ့နော် before after press အကုန်လုံးပါသွားပြီပေါ့ဒါဆိုရင်ကျွန်တော်ဒီ BB method တွေကိုသဘောပေါက်မယ်လို့ယုံကြည်ပါတယ်အဲဒီ mini နဲ့လေးကကျွန်တော်တို့ဒီ blog post ရေးတဲ့အချိန်တွေမှာလည်းရေးလို့ရတယ်လို့ ဟုတ်လားကျွန်တော်ဒီ copy writing လုပ်တဲ့နေရာမှာလည်းဒါအသုံးတည့်တယ်ပေါ့နော်ဒါလေးကတော့အလွယ်လေးလည်းဖြစ်တယ်အဲကျွန်တော်တို့စမ်းကြည့်လို့လည်းအရန်ကောင်းတယ်တချို့ကျွန်တော်တို့ဒီရောင်းအား copy writing နဲ့ကျွန်တော်ရေးမယ်ပေါ့နော်ဒီ boost home post တွေပါဆိုရင်ဒီလိုကျွန်တော်ပြတဲ့ဒီ method တွေတွေရတခုခုနဲ့ဒါညှိအောင်ရေးဖို့လိုတာပေါ့နော်ဒီ friendly နဲ့ရေးမယ်ဆိုရင်တော့ကျွန်တော်ဒါသိရတယ်ကိုယ့်ရဲ့စကားလုံးတွေက customer သိကျင်တဲ့ကြားကျင်တဲ့စကားလုံးတွေပအောင်ကိုယ်ကထပ်ထည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ content accountable copy ကောင်းတဖို့ရပြီတော့ကျွန်တော်ရောင်းအတက်မှာသိကြတာပေါ့နော်အဲ့တော့ဒါလေးကတော့အခုလိုလေးလာကစားသူတွေအနေနဲ့ကတော့ချက်ချင်းအာရီယာထွက်ချင်မှထွက်မယ်လုပ်ငန်းမရှိတဲ့သူကလည်းအာရီယာထွက်ချင်မှထွက်မယ်အဲ့တော့တခြားကိုယ့်ရဲ့လုပ်ငန်းတကူစားပွဲတကူလုပ်တယ်လို့ပုံဖော်ပြီးတော့ဒါကိုလေ့ကျင့်ကြည့်ရမှာပေါ့နော်အဲလုပ်ပါများပြီးတဲ့ခါကျရှင်တော့ကိုကဒီ experience များလာရင်တော့ဒါသူကသူမြင်လာမှာပေါ့နော်ဒီ product လေးကိုတော့ဟလာဟိုကျွန်တော်တို့တွေဒီတိုင်းကြောင်းနေမဲ့တူတူကတော့ ဟိုရောင်းအားတော့တတ်မှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်ဒီ copyright မှာဒီ BAB method မျိုးကိုလည်းကျွန်တော်မပါမဖြစ်ဒါတည်တည်နေလို့ယူဆလို့ကျွန်တော်ဒီ video လေးနဲ့မျှဝေပေးတာဖြစ်ပါတယ်ဒါ zoom မှာလည်းကျွန်တော်အသေးသေးထပ်ပြီးတော့ပြောပြပါမယ်နော်ဟုတ်ကဲ့အားလုံးနားလည်သဘောပေါက်မယ်လို့ယူကြည်ပါတယ်လိုက်လို့ကြည့်ပြပါနော်တကယ်တဲ့အကျိုးရှိပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်